ညစမြမင်္ဂလာပါ။နောက်ကျွန်တော်တို့အတန်အုပ်စုလေးအပိုင်းလေးပေါ့နော်။အဲ့ဒီအောက်မှာရှိတဲ့ letter names လေးတွေနာမည်လေးတွေထပ်ပြီးတော့ကျွန်တော်တို့လေ့လာပါမယ်။အဲ့တော့သင်္ကေတလေးအရင်ဆုံးရှင်းအောင်ဒီလိုသင်္ကေတလေးပေါ့။ U လေးနဲ့ B နာကအဆက်ကလေးနှစ်ဆက်ကလေး။မိစရိုစိတ်ကောက်တဲ့အခါကျရင်อืมนักขันสู้ได้ป่ะอืมนักขันสู้ล่ะโอเคสู้จริงป่ะอืมเอ้ไอ้ နှခမ်းဆူတဲ့ပုံစံနဲ့ထွက်တယ်။ဥဥဥဆိုရဲအတန်ရဲ့တင်ခေတာလေးဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်တို့မှတ်ထားရအောင်နော်။ဒါဆိုရင်နဲ့အဲ့ဒီဥဆိုရဲအတန်ပါတဲ့ letter names နာမည်လေးတွေကဘာလေးတွေလဲ။ဟောဒီမှာဆိုရင် you okay သူ့ကိုတင်ခေတာလေးနဲ့ရေးထားရင်ဒီလိုလေးပြပါ ယူဂျီလို့ရေးထားတာဒီတင်ကိတမှာဂျီဒီဝိုင်းရဲ့အတန်လေးဖြစ်ပါတယ် yes yes you okay u ဆိုရဲအတန်လေးပေါ့ဒါဆိုရင်ဒါလေးရအောင် w okay ဘာလေးလဲ double d o u b l e double u ဟော u လေးကိုနှစ်ခါဆင့်ထားလို့ w okay တင်ကိတလေးနဲ့ဆိုရင်ဒီလိုလေးပြမှာပေါ့သူက ဖတ်ကြည့်လိုက်တော့ W U ဆိုရဲအတန်ပါတယ် letter name လေးဖြစ်ပါတယ်ဒါဆိုရင်ဒီပုံမှာရှိတဲ့ letter လေးတွေမှာဘယ် letter လေးရော U ဆိုရဲအတန်ပါတဲ့ letter လေးဖြစ်မလဲမိတ်ဆွေတို့ကြည့်ကြည့်ပါဟုတ်တာပေါ့ဒီတန်လေးပေါ့နော်ဒီတန်လေးပေါ့โอเคသူ့ကိုသင်္ကေတလေးနဲ့ရေးမယ်ဆိုရင်ဒီလိုလေးရေးမှာပေါ့ ဦးဆောင်းလေးဖြစ်ပါတယ်အဲ့တော့ဒီဦးဆိုရဲတင်ဂီတာလေးကိုမိတ်ဆွေတို့မှတ်ထားပါဟုတ်ပြီဒါဆိုရင်အဲ့ဒီတင်ဂီတာလေးနဲ့ပတ်သက်ပြီးတော့ဘယ် letters လေးတွေမှာအဲ့ဒီတင်ဂီတာရဲ့အတန်လေးတွေထွက်လေရှိတယ်လေကျွန်တော်တို့ကြည့်အောင်နော်အဲ့တော့အများစုကတော့တဲ့ဦးဦးဆိုရဲနေရာလေးတွေ ဲ့တော့ O ဆိုတော့မိတ်ဆွေတို့ဒီမှာကြည့်လိုက်အောင်ဘာလေးလဲ B O O T ဆိုရင်ဘလို့အတန်ထွက်မလဲဖတ်ကြည့်လိုက်တော့ O နေရာမှာ U အတန်ထွက်တယ်ဆိုတော့ boot okay ဒီလိုလေးပေါ့တင်ဂီတာနဲ့ပြမယ်ဆိုရင် boot b u t boot okay အဒီတန်လေးဖြစ်ပါတယ်နော် u sound ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင် o o ဆိုရဲ letters လေးတွေနေရာမှာ u အတန်ထွက်တယ် ဖတ်ကြည့်လိုက်တော့ S C H O L school okay ကဲမေးစုလို့မှတ်မိလား C H D တွေ့လားဒီနေရာမှာကျွန်တော်တို့အရှိသင်ခန်းစာတွေမှာညှောက်ဝေခဲ့တဲ့နေရာမှာပြောခဲ့တဲ့အတိုင်းပဲနော် C H နေရာမှာဒီတင်ဂီတာအတန်လေးနဲ့မထွက်ပဲနဲ့ခေတန်လေးနဲ့ထွက်နေတယ်ဒီလိုချင်းချက်စကလုံးนี่လေမှတ်ထားရမယ်ကျွန်တော်တို့နော်ဟုတ်ပြီဒါဆိုရင်ထွက်ကြည့်လိုက်တော့ school ဟုတ်ပြီဒါလေးရော choose ဩဒီနေရာကျတော့ CH လေးရာ ဒီပြထားတဲ့သင်္ကေတအတန်လေးနဲ့ထွက်သွားပြန်โอเคเนาะဒါလေးတွေကျွန်တော်တို့တည်ထားပါโอเค o o letters နှလုံးရှိတဲ့နေရာလေးတွေပြီးတော့ဒီလိုလေးတွေပေါ့ u လေးတစ်လုံးနဲ့ရှိတာသို့မဟုတ်ဒီလိုခွာထားတာလေးတွေ pleated ဟောဒီလိုမျိုး u လေးတွေနေရာတွေမှာဘာတန်ထွက်လဲအခုပြောတဲ့သင်္ကေတလေး u ဆိုတဲ့အတန်လေးပေါ့အဲ့ဒါလေးထွက်တယ် now ew နေရာမှာလည်းထွက်ပါတယ် ပြူโอเค EW ဆိုရဲနေရာမှာလဲ U ဆိုရဲအတန်လေးထွက်ပါတယ် New ဆိုရဲ U ဆိုရဲအတန်လေးထွက်ပါတယ်ဒါဆို EW ဟုတ်ပြီတခြားသော letters လေးတွေရှိသေးလားရှိရပါတယ် O တို့ U R U I suit juice shoe lose အစရှိတဲ့ဖြစ်အဲ့လို O E လေးတွေ O လေးတွေ U I လေးတွေ OUGH လေးတွေအဲ့ဒီ letters လေးတွေရဲ့နေရာမှာလည်းအခုကျွန်တော်မျှဝေလိုက်တယ် U ဆိုတဲ့အတန်လေးတွေရှိပါတယ်စလုံးပေါင်းထွက်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့လည်းစူးစမ်းပြီးတော့ဒီပြထားတဲ့ letters လေးတွေပါတဲ့စကားလုံးလေးတွေ U ဆိုတဲ့အတန်ပါနေတယ်စလုံးလေးတွေကိုစဉ်းစားပြီးတော့မျှဝေပေးခဲ့ပါအောင်နောက်ကျွန်တော်တို့မျှဝေတဲ့နေရာမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကျေးဇူးများအပ်တင်ပါတယ်